့အိမ်ကိုဆောက်လက်သမားအူကြီးတယောက်ဟာအနားယူရတော့မယ့်အသက်အရွယ်ကိုရောက်လာတဲ့ဒါနဲ့လက်သမားအူကြီးကသူ့ဆရာကန်ထရိုက်တာကိုသူအနားယူတော့မယ့်အစီအစဉ်အကြောင်းအသိပေးတာပေါ့သူအနားယူပြီးရင်နေဖို့အိမ်ကြီးတစ်ဆောင်ဆောက်မယ်သူဇနီးနဲ့တက်တောင့်တက်တာနေကြမယ်ပေါ့ကန်ထရိုက်တာကြီးကလည်းသူ့အလုပ်သမားကောင်းတယောက်နားတော့မယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့တကယ်လို့လှုပ်ပေးနိုင်သေးတယ်ဆိုရင် အချင်းချင်းခင်မင်းရင်းနှီးခဲ့ကြတာကိုထောက်ထားပြီး နောက်ထပ်အိမ်တလုံးတော့စောက်ပေးခဲ့ပါအောင်လို့ခိုင်းနေလက်သမားဆရာကြီးကဟုတ်ကဲ့လို့ပဲပြောတယ်ဒါပေမဲ့သူ့စိတ်ထဲမှာဒါဟာ အလုတ်အပိုလှုပ်ပေးနေရတာပဲလို့မြင်နေအလုတ်ထဲမှာလည်းတိတ်စိတ်ဝင်စားဘူးမလွဲတာမရှောင်တာလို့လှုပ်ပေးရတာမို့ စိတ်ကမပါဘူးအရေးအသွေးညံ့တဲ့တစ်တွေပစ္စည်းတွေကိုသာအိမ်ဆောက်ရာမှာတုံးနေတဲ့သူ့အတက်မွေးဝမ်းကြောက်မှုဖြစ်တဲ့လက်သမားအလုပ်ကို အခုပုံစံမျိုးနဲ့အဆုံးသတ်ရတာတော့ကံမကောင်းအကြောင်းမလားမှုတစ်ခုပဲပေါ့အလုပ်ရှင်ကန်ထရိုက်တာကြီးကလက်သမားဆရာကြီးကိုစောက်ခိုင်းတဲ့အိမ်ပြီးစီးသွားတဲ့အချိန်မှာစောက်လုပ်ပြီးစီးတဲ့အိမ်ကြီးကိုလှဲ့ပတ်ကြည့်ရှုတဲ့ ပြီးတော့အိမ်ရှိကအဝင်တကားတော်ကိုလက်သမားဆရာကြီးရဲ့လက် လွှဲပြောင်းပေးအပ်ပြီးဒါခမရရဲ့အိမ်မှာကျွန်တော်ကခမရအတွက်လက်ဆောင်အဖြစ်ဒီအိမ်ကိုပေးအပ်ပါတယ်လို့ပြောတဲ့လက်သမားဆရာကြီးလဲ shock ရသွားတာပေါ့လက်သမားဆရာဟာ အိမ်ကြီးကိုစောင့်နေခိုင်းမှာသူနေဖို့အိမ်စောင့်နေရတာလို့သာသိခဲ့ရင်သူဟာ အခုလောက်ခဲ့တာနဲ့ တခြားစီလောက်ခဲ့မှာပဲ